ကျွန်တော်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါခင်ဗျာ ASM Knowledge Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ပရိသတ်တွေကိုမျှဝေပေးသွားမှာကဒီလေးစုပ်အိပ်ပိတ်ဆက်တွေပေါ့နော်ကျွန်တော်တို့ဒီငါးကျော်တို့တခြားဒီအစားအသောက်လေးတွေကိုလေးစုပ်ပြီးတော့ဒီပိတ်ပေးတဲ့ဆက်ကလေးပေါ့နော်အဲအဲ့အားလေးကကျွန်တော်တို့သုံးလာလာကြာတဲ့အခါမှာလေးမစုပ်လာတော့အိတ်က ိတ်ကိုဒီအကူချောင်းရဲ့ပြဿနာကြောင့်ပေါ့နော်ဒီမပိတ်တော့လို့ရှိရင်အဲ့ဒါလေးကိုပြန်လဲပြီးတော့နော်အသုံးပြုလို့ရမယ်နီလန်းလေးအဲကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ ASN knowledge channel ကကျွန်တော်ရဲ့ပရိသတ်တွေအတွက်နော်အသုံးဝင်နိုင်မယ့်အကြောင်းအရာလေးတွေကိုရွေးချယ်ပြီးတော့ဆက်ဆက်မပြတ်မျှဝေပေးနေပါတယ်နော်ရကောင်းစဉ်ကိုလည်းကျွန်တော် how to repel packaging matching ပေါ့နော်ဒီ so episode အပူပြားလဲနီးပေါ့နော်ဒီမှာတော့ကျွန်တော်ကဦးစားပေးအပူပြားလေးလဲပေးมาဖြစ်ပါတယ်အဲဒါကြောင့်မကျွန်တော်ဒီ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးတွေလုပ်ပြီးတော့အားပေးလို့ရပါတယ်ဗျာနော်ဒီ set ကလေးတွေကိုအသုံးပြုတဲ့သူတွေအတွက်ပေါ့နော်အဆင်ပြေအောင်ကျွန်တော်ဒီကူပြုတ်ပြန်တဲ့ဖူဒီကိုမှတ်တမ်းလေးကိုအပြည့်အစုံညှို့ပေးလိုက်ပါတယ်နော်ခုဒီမှာကျွန်တော်အရင်ဆုံးဒီ74ရဲ့အခြေအနေကိုကျွန်တော်စမ်းပြပါမယ်နော်ခုဒီမှာကျွန်တော်8ခွန်လေး တခုနဲ့အရင်ဆုံးဒါပိတ်ကြည့်ပါမယ်เนาะသူ့ရဲ့လုပ်ငန်းလုပ်သေးသလားမလုပ်တော့ဘူးလားဆိုရတယ်เนาะသူဒီပုံစံလေးပါဗျာเนาะဒီလေးစုပ်တဲ့ဒီတန်ပိုက်ကလေးရှိရဲ့အဲ့ဒီလေးကိုထည့်ပြီးတော့ကျွန်တော်တို့စမ်းကြည့်မယ်နော်အေးပိတ်သလားမပိတ်ဘူးလားပေါ့ဗျာနော် ခဏလေးစောင့်ကြည့်ပေးပါနော်အိတ်ပိတ်သေးသလားမပိတ်ဘူးလားလေးသေချာလေးကျွန်တော်ပြချင်လို့ပါနော်အဲ့ဒီမှာကျွန်တော်ပြည်သက်တွေတွေ့တဲ့အချိန်မှာเนาะအိတ်ကလုံးဝမပိတ်တော့ဘူးပေါ့เนาะအပူအပူချောင်းကတော့ပြဿနာနည်းနည်းရှိတာပေါ့เนาะအဲ့နဲ့ဘာဖြစ်တယ်လဲဒီချက်တော့ကြည့်ရအောင်เนาะကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ ဩဒီမှာပူချောင်းကတစ်ဖက်ကလုံးဝပြတ်သွားပြီနော်လုံးဝပြတ်သွားတဲ့အတွက်သူကဒီအိတ်ကိုပိတ်မပေးတော့ဘူးပေါ့နော်မပူတော့တဲ့အတွက်အိတ်ကမပိတ်တော့ဘူးအဲအဲ့ဒါလေးကို ကျွန်တော်တို့ဒီအပူအပူချောင်းလေးကိုအစ်စ်အစ်စ်လဲမှာပေါ့နော်အစ်စ်လဲတဲ့အချောင်းရလေးကိုဒါကျွန်တော်အသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်နော် တကယ်လို့ဒီလေးတွေဘာတွေမစုတ်တော့ဘူးဆိုရင်လည်းအထဲတွေကဒီသုံးလာကြားလာတဲ့ခါမှဒီအညက်အကြီးခေါ်မှာပေါ့အညက်အကြီးတို့နောက်တစ်ခါဒီ C တို့ဘာလို့ပေါ့နော် G C G သဘောမျိုးပေါ့နော်အဲ့လိုကြားလာတဲ့ခါမှာပိတ်တယ်အဲ့ဒါလေးတွေကိုကျွန်တော်တို့ထဲထဲတန်ရှင်းလေးလောက်တာတို့နော်ပိုက်ကလေးတွေဖြုတ်ပြီးတော့တန်ရှင်းလေးလောက်လိုက်ရင်အဲ့ဒီလေးမစုတ်တော့တဲ့ပြဿနာကလည်းအဲ့ပြန်လေပြီးတော့ကောင်းမွန်သွားမှာဖြစ်ပါတယ်နော်အခုဒီဆက်ကတော့ လောလောဆယ်သူကမပိတ်တာပေါ့နော်အပူချောင်းပြတ်သွားတာဖြစ်ပါတယ်အဲ့ဒီအပူချောင်းလေးကိုကျွန်တော်လဲมาဖြစ်ပါတယ်နော်ကဲဆိုရင်နောက်ကအဖုံလေးတွေကျွန်တော်ခွာလိုက်တော့မယ်နောက်ကတော့ဒီမှာတစ်လုံးနှစ်လုံးသုံးလုံးလေးလုံးငါးလုံး6လုံးနော်နောက်ကလေးတွေအားလုံးအရင်ဆုံးဖြောက်ပါမယ်ဒီမှာသုံးတာသူတော်တော်ကြာပုံရကြီးအောက်ကဒီတချို့နေရာလေးတွေက ဒီတုံးတာများတော့အပူချောင်းကအပူရှိန်ပေါ့နော်အောက်မှာနည်းနည်းလေးတွေကူကူပြီးတော့ပေါ့နော်ဒီကာဘာလေးတွေနည်းနည်းတွန့်နေတာပေါ့နော်အဲ့ဒါလေးတွေ့ပါတယ်ဟုတ်ကဲ့ဒါအထဲတဲကအခြေအနေပြန်နော်ထဲတဲကအခြေအနေကမူရင်းတိုင်းတော့မဟုတ်တော့ဘူးပြန်နော်မူရင်းတိုင်းမဟုတ်တော့ဘူးဒီဒီဒီဝါယာကြိုးတွေပါနေတဲ့သူခြီလိန်ထားတာတွေတွေ့တယ် ကဲကျတော့ကျွန်တော်အခုဒီအပူချောင်းပေါ့အပူပြားလေးပေါ့ဗျာနော်အဲ့ဒီအပူပြားလေးအပူပြားလေးကသူကဝါယာနဲ့ဝါယာနဲ့ဆက်ထားတာဗျာနော်ဝါယာနဲ့ဆက်ထားတာကဲအဲ့ဒီဟာလေးကျွန်တော်ជីနန်ဂျူလေးနော်ជីနန်ဂျူလေးဖြုတ်လိုက်ပါမယ်သူကအတိအပူကွိုင်းပြားခေါ်မှာပေါ့နော်ဒီအပူကွိုင်းပြားကို မူလနဲ့နေရာနဲ့မဟုတ်ဘဲနဲ့သူကြီးနားနဲ့ဒီဆက်ထားတာတွေ့ရနော်အဲ့ကျတော့ဘာဖြစ်လို့လဲဆိုတော့ခုဒီအပူအပူပြားလေးတွေကနောက်ဒီစပယာခေါ်တာပေါ့နော်စပယာအပူပစ္စည်းလာတဲ့ဟာတွေကမူလပါလာတဲ့ဒီအပူချောင်းပေါ့နော်အပူပြားနဲ့အပူပြားတက်ပူပြီးတော့တိုးနေတာပေါ့နော်မူရင်းဆိုင်လောက်သူကအရှိမရှိတော့ခတ်တူတူတိုးနေတဲ့အတွက်သူက မူလသည် screw ပေါ့နော်ဝက်ဥဆုပ်တဲ့နေရာအထိမမှီတော့သူကခြေနံယူလေးကိုခဲနဲ့တို့ပြီးတော့ဆက်ထားတာဖြစ်ပါတယ်เนาะဒါအခုဒါကျွန်တော်အစ်စ်လဲမှာဖြစ်ပါတယ်เนาะဒါဒီအပူပြားအစ်စ်ကလေးပါဗျာဒါအစ်စ်ကလေးပါအစ်စ်ကလေးကိုကျွန်တော်တက်ပြားလည်းဟုတ်တယ်ဗျာတိုင်းကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမူလပေါ့เนาะမူလသည်နတ်ဆုပ်တဲ့နေရာအထိအရှိရမရှိတော့เนาะဒီအဲ့ဆိုရင် ပထမလောက်ထားတယ်လို့ပဲဒီခြေနန်းလေးနဲ့ပဲကျွန်တော်တို့ခဲတုပ်ပြီးတော့ပြန်တော့အောင်มาဖြစ်ပါတယ်။အဲ့ကျ original လောက်တော့မကောင်းတော့ဘူးပေါ့။ပြန်ဘာလို့လဲဆိုတော့ तू ကအပူပစ္စည်းကမူရင်းဟာလောက်အရှိမရှိဘူးဖြစ်နေနော်။အရှိမရှိဘူးပေါ့နော်။အဲ့ကျအရင်သုံးထားတဲ့ခြေနန်းလေးနဲ့ပဲကျွန်တော်ခဲတုပ်လိုက်ပါမယ်။ဒါကတစ်ဖက်ပေါ့ဗျာနော်။အဲနှစ်ဖက်စလုံးကိုခြေနန်းလေးနဲ့ ခဲတုပြီးတော့နှစ်ဖက်ပေါ့နော်ဒီအခုဆက်သက်နေရာကကျွန်တော်တို့ဟိုဘက်ဒီလေးစုပ်တဲ့ဘယ်လိုပြောမလို့ဒီပလတ်စတစ်ကိုဖိမဲ့နေရာကိုအပေါ်တင်းနေလို့မဖြစ်ဘူးပေါ့နော်အဲ့ဆိုရင် तू ကဂူလူကြီးဖြစ်နေမှာအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီခုဒီခဲတုတဲ့နေရာလေးတွေကဟိုဘက်လည်းမရောက်ဖက်နေဒီဘက်လည်းမရောက်ဘူးပေါ့နော်ဒီကွတ်တိတွေပေါ့ဗျာဟိုဘက်ဒီဘက်ညီမျှအောင်လေဒီခဲတုတဲ့နေရာလေးအပေါ်မရောက်အောင်ပေါ့နော်လွတ်နေအောင်အဲ့ဒါလေးကို တေချာချာလေးဒီတက်တဲ့အခါမှာခယူဆိုင်ဖို့လိုပါတယ်နော်ဟိုလိုဆိုရင် तू ကဂူလူကြီးခါနေမှာပေါ့နော်ဒီခဲထိုးတဲ့နေရာကကဲဒါတစ်ဖက်ခဲထိုးလိုက်ပါပြီအပူလဲဗျပူလဲပူလဲကဲအဲ့အလေးကိုတစ်ဖက်ပြီးသွားပြီနောက်တစ်ဖက်ကိုလည်းဒီတန်းလေးပဲခြေနှံလေးနဲ့ပဲကျွန်တော်ဆက်ပြီးတော့သုံးအောင်မှာဖြစ်ပါတယ်နော် သူကဒီနောက်လာတဲ့အပူเจ้าကခொနကပြောလို့ပဲမူလမူလဒီ original ပါလာတဲ့အပူအပူเจ้าတော့မရှိဘူးเนาะခတ်တူလို့ဖြစ်နေเนาะကဲဆိုဒီဘက်ကဂျီနန်ဂျူလဲကျွန်တော်ဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့ခொနကလို့ပဲခဲတူမယ်เนาะ ကျွန်တော်ဒီ ASM knowledge channel လေးနဲ့အတူတူဒီ ASM knowledge ဆိုတဲ့ဒီ page လေးကိုလည်းကျွန်တော်အတူတူတင်ပေးမှာဖြစ်ပါတယ်เนาะတကယ်လို့ဒီ page ကိုသွားပြီးတော့ကြည့်ရှုခြင်းလဲဆိုရင်လည်း page မှာကြည့်ရှုအားပေးလို့ရပါတယ်เนาะကြည့်တာကျန်တဲ့တစ်ဖက်လည်းကျွန်တော်ခြေနံကျိုးနဲ့ခဲတို့လိုက်ပါပြီခဲတို့ပြီးရင်တော့ခဏကလို့ပေါ့ဗျာเนาะဒီခဲတို့တဲ့နေရာလေးကိုအပေါ် အပေါ်ကိုတင်းမနေသေးတင်းမနေစေပဲနဲ့ပေါ့နော်နှစ်ဖက်လေးညီမျှအောင်ဟိုဘက်ဒီဘက်လေးတေးချာချာလေးချိန်ပြီးတော့ပြန်တတ်ပါမယ်နော် ကဲသူကဒီအပူပြာအပူချောင်းလေးမတက်ခင်မှာအောက်ကအပူကံပြာလေးတစ်ထပ်ပါပါတယ်အဲ့အပူကံပြာလေးပေါ်မှာကျွန်တော်တို့အပူကံတိတ်ကလေးတစ်ထပ်ပေါ့နော်အဲ့ဒါလေးနဲ့အောက်ခြေကပထမဆုံးခံပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ဒါအခုဒါနော်အပူပြာလေးအပေါ်ကနေတင်လိုက်ပါပြီတင်ပြီးရင်ခုနကဒီမူရင်းပါလာတဲ့ပေါ့နော်စကရူနီယာကိုကျွန်တော်တို့ကဒီအခုခြေနံကျိုးနဲ့ ကျဉ်းနှံကျိုးနဲ့ခဲတုထားပြီးတော့အဲ့ဒီဘက်ကိုသွားပြီးတော့เนาะမူလနေရာကိုခဲတုပေးมาဖြစ်ပါတယ်เนาะသူကမူလအရွယ်စားတယ်ကျွန်တော်တို့တလက်မကွဲလောက်ပေါ့เนาะတလက်မကွဲလောက်တူနေတယ်เนาะအဲ့အကြောင်းမို့ကျွန်တော်တို့ကစကရူနဲ့မူရင်းအတိုင်းပြန်ပြီးတော့စကရူနဲ့ဆွဲလို့မရတာပေါ့เนาะအဲ့အကြောင်းမို့ကျဉ်းနှံကျိုးလေးအစားထုတ်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့သုံးရတာဖြစ်ပါတယ်เนาะ ရားလေးတွေကကျွန်တော်တို့ဒီအိအိမျိုးစုံကိုပိတ်လို့ရတယ်နော်လေလဲစုပ်လို့ရတယ်လေစုပ်ပြီးတော့အိမျိုးစုံ ပေါ့နော်ဥမာကိုကမြေပဲလှော်ဖြစ်ဖြစ်မြေပဲစံကြော်ဦးဥမာရှာရှိလေးထားခြင်းတယ်ပေါ့နော်ကြော်ပြီးတော့မအိအောင်ပေါ့နော်ခွတ်ကြွတ်ကြွတ်လေးအမြဲတမ်းစားလို့ရအောင်ဆိုရင်ဒီပလတ်စတစ်အိတ်ထဲကိုထည့်ပြီးတော့လေစုပ်ပြီးတော့သူကပိတ်လို့ရတယ်နော်အဲအိဆက်လေးပေါ့နော်ကိုမျိုးစုံမျိုးစုံအိမျိုးစုံပိတ်လို့ရပါနော် ကေတာဒီနေရာလေးပေါ့ဗျာနော်ဒီဆက်ကက်ကအတွင်းဆက်ကက်ကလာတဲ့ဒီမောဝါယာကျူးအဖြူရောင်နဲ့ပေါ့နော်အဲ့ဒီနေရာကိုကျွန်တော်တို့ခဲတို့လိုက်မှာဖြစ်ပါတယ်ဗျာနော်တကယ်သူနတ်ဆုပ်တဲ့နေရာဒီမမှီတော့ပေါ့နော်အဲဒါကြောင့်မို့ခဲတို့ ਆ ဖြစ်ပါတယ် ြီးရတော့ကျွန်တော်တို့နောက်တစ်ဖက်ပေါ့နော်နောက်တစ်ဖက်ကိုလည်းအဲ့ဒီပုံစံတိုင်းပဲအနကလည်းပဲနော်ဆက်ကက်ကလာတဲ့ဒီမှာအဖြူရောင်ဝါယာကျိုးရှိတယ်။အဲဒီဝါယာကျိုးနဲ့ကျွန်တော်တို့ခုဒီဆက်ထားတဲ့ဂျင်းနံကျိုးလေးနဲ့ခဲတုပေးလိုက်ရင်ဒါအဆင်ပြေမယ်လို့ ညှော်လင်းညှော်လင်းရတာပေါ့နော်ပြီးရင်ကျွန်တော်ရှားပြီဆိုရင်အိတ်လေးလည်းပြန်ပိတ်ပြရပါမယ်နော်အဲ့ခဲတိုးတဲ့အခါမှာတော့ကျွန်တော်တို့ဒီဟိုကနည်းနည်းကြီးတဲ့ဝန်နဲ့ကြီးတဲ့ဟောပေါ်ပြရနော်ခဲကောက်လေးသုံးပြရဘိုးအဆင်ပြေတယ်နော်ဝန်နဲ့ရင်သူကဒီခဲတူရခဲမဆွဲပဲဖြစ်မှာဆိုတော့နော် ဒါဆိုရင်တော့ရတော့ပါပြီနော်ကျက်သူကနော်ဝါကျိုးကနည်းနည်းခက်ကြီးကြီးလေးသုံးထားဆိုတော့အဲဒီခဲရတိတ်မဆွဲခြင်းဖြစ်နော်အဲဒီတေချာလေးတော့ခဲတို့ဖို့လိုပါတယ်နော်တခုခုလေးနဲ့ဖိပြီးတော့မှနော်အဲ့လိုလေးခဲတို့ပါနော် ဲဒါဆိုရင်တော့ရလောက်ပါပြီရလောက်ပြီဆိုတော့ဒီမှာလေးဆက်တဲ့ပါကောမလို့ဖော့ဖော့လို့ဟာလေးနော်လေးစကားလေးခေါ်မှာပေါ့နော်အဲ့ဒါလေးတကယ်လို့ဒီမှာအညစ်အကြေးတွေရှိရင်လည်းတန်ရှင်းရေးလေးလုပ်ပြီးတော့နော်ဖီလ်တာပေါ့ဗျာနော်ဖီလ်တာလေးပြီးရင်ဒါအပေါ်ကအပိတ်လေးပြန်ပိတ်မယ်ဒါကလေးမစုပ်ရင် ကြီးစေးဖို့ပါနော်တကယ် ကဲဆိုရင်ကျွန်တော်ကွင်လဲကွင်ခေါ်မလားเนาะအပူရားခေါ်မလားထားပါအဲ့ဒါလေးကျွန်တော်တက်ပြီးသွားပြီကဲဆိုရင်နောက်ကကာပါလေးကျွန်တော်ပြန်တက်ပြီးတော့အိတ်ကလေးပိတ်ကြည့်ပါမယ်ဗျာเนาะ အဲအခုလိုနောက်ကကာပါလေးတက်ပြီးတော့ကျွန်တော်တို့ဒီအခုတက်လိုက်တဲ့အပူပြားလေးပေါ်မှာကျွန်တော်တို့ကအပူခံတိတ်ကလေးတစ်ဆင့်ထပ်ပြီးတော့ကပ်ပေးရမှာဖြစ်ပါတယ်။သူကအဲ့အပူခံတိတ်မပါလို့ရှိရင်ဒီပလတ်စတစ်ကဒီအပူပြားနဲ့ဓာတ်ရိုက်ဆိုရင်ပျော်ပြီးတော့တွန့်သွားမှာပေါ့နော်။ဟုတ်ကဲ့ကျွန်တော်ဒါအပူခံတိတ်လေးပါနော်။ဟုတ်တကားကျွန်တော်မီးလုံးပြင်တော့ကလာပါတော့ကလည်းနော်အပူခံတိတ်ကဘယ်လိုဟာလဲဆိုတော့ဒီဟာလေးပါနော် ူအပူကန်တိတ်ကရိုးရိုးတိတ်နဲ့မတူပါဘူးသူကအပူတန်ခံတယ်ခဏကတည်းကအပူပြားပေါ်မှာကျွန်တော်တို့ဒီလိုလေးကပ်ပစ်လိုက်မှဖြစ်ပါတယ်ဗျာနော် ကဲအားလုံးပြီးတဲ့အခါမှာကျွန်တော်ဒီမှာ၅ကြော်အိတ်ကလေးကျွန်တော်နမူနာပိတ်ပြပါမယ်နော်တကယ်ကြည့်ရအောင်နော် ကဲကျွန်တော်ပြိဿတွေတွေ့တဲ့အတိုင်းပဲအိတ်ကလေးကကျွန်တော်တို့လေလဲဆုပ်တယ်လှလှပပါလေးနဲ့เนาะဒါအိတ်လေးပိတ်သွားပါပြီเนาะကဲဆိုရင်ဒီလိုဆက်လေးတွေအသုံးပြုနေတယ်ကျွန်တော်ပြိဿတွေရှိလို့ရှိရင်လည်းအားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဗျာเนาะကဲအားလုံးကိုကျေးဇူးတူးတင်ပါတယ်ခင်ဗျာ